ွဲလာနိုင်ငံဆိုတာဒီမိုကရေစီစနစ်နဲ့အာဏာရှင်စနစ်ကြားအမြင်နဲ့အားပြန်နေတဲ့နိုင်ငံခုလို့ပြောရင်မှန်ပါလိမ့်မယ်။ဘာလို့ဆိုနိုင်ငံကိုအများဆုံးအုပ်ချုပ်ခဲ့တဲ့ချိန်တွေကအာဏာရှင်စနစ်ကအများဆုံးအုပ်ချုပ်ခဲ့တာပါ။ထန်ကိုရကိုစကုခုနေနောက်ပိုင်းအုပ်ချုပ်ခဲ့တဲ့လူကသူ့ကိုခြားပတ်ပါ။သူကဒီမိုကရေစီဆန်ဆန်အာဏာရှင်ရောင်ရောင်အုပ်ချုပ်ခဲ့တဲ့လူပါ။နည်းနည်းလေးရှောက်ွားလာမသိဘူး။အသေးစိတ်ရှင်းပြပေးရမှာပါ။ ဟိုဂိုချာပန်ဆိုတဲ့လူကအမန်တကယ်ကဗီနီဇွဲလားနိုင်ငံရဲ့စစ်အရာရှိသူပါကမ္ဘာရေနံစေးချစိမှုကြောင့်ဗီနီဇွဲလားနိုင်ငံစီးပွားရေးတော်လေးချက်တဲခဲ့ပြီးငွေကြေးပေါင်းပွားတာတွေနိုင်ငံသွေးစင်းရဲတဲ့လူကြီးတွေတိုးလာတဲ့ပြဿနာတွေနဲ့အကြီးကြီး1980နောက်ပိုင်းမှာခံစားခဲ့ရတာပါဒီဖြစ်ပြကြောင်းနိုင်ငံကိုအောက်ချောက်တဲ့လူတွေပေါ်ဗီဒီယိုတွေရဲ့သဘောထားလည်းကွဲလွဲလာခဲ့ပါတယ်။အဲ့ဒီချိန်နိုင်ငံကိုအောက်ချောက်နေတဲ့လူကတော့ဗိုင်းရပ်စ်ဆိုတဲ့လူပါ ူလက်ထက်မှာနိုင်ငံကအပြည်ပြည်ဆိုင်ရာငွေကြေးဖွဲ့ရဲ့စီးပွားရေးညွှန်ကိန်းတွေပေါ်လိုက်ပြီးနိုင်ငံထဲမှာဈေးနှုန်းတိုးမြင့်တာတွေနဲ့အစိုးရရဲ့ထောက်ပံ့မှုတွေကိုလျှော့ချတဲ့မူဝါဒတွေကိုလိုက်ပြီးထောက်ပြနေတာပါသူထောက်ပြလိုက်တဲ့မူဝါဒတွေကိုမကြတဲ့ဗီဒူတွေကလမ်းမပေါ်ထွက်ပြီးစံသပြခဲ့ကြပါတယ်အစိုးရကလည်းစံသပြပြည်သူတွေကိုတာစီပို့သွက်ဆိုပြီးစစ်တပ်တွေကိုတုံးပြီးရရဆက်ဆက်ကိုဖိနှိပ်ခဲ့တာပါ တချို့မီဒီယာတွေကဖော်ပြချက်ရဆိုရင်ဒီရေခင်းကြောက်တည်ဆုံးလူတထောင်ကျော်ရှိတယ်လို့လည်းဖော်ပြထားခဲ့ကြပါတယ်။အဲဒီချိန်ဟူဂိုချာပက်ဆိုတဲ့လူကစစ်တပ်ထဲကစေရာရှိသူပါ။ဒါပေမဲ့သူကစေဦးစီးကြောက်တော့မဟုတ်သေးပါဘူး။ဒီဖြစ်ပျက်ကိုမြင်ပြတဲ့နောက်ပိုင်းမလုံခြုံတော့တဲ့နိုင်ငံရေးစနစ်ကိုပြောင်းလဲဖို့ဖြစ်လာခဲ့ပါတယ်။ချာပက်ကသူလူယုံရတဲ့လူတွေနဲ့ဖွဲ့စည်းထားတဲ့ MBR 200လို့ခေါ်တဲ့ပိုလီပါရီယန်တော်လှန်ရေးလှောက်ရှားမှုကိုဖွဲ့စည်းခဲ့ပါတယ်။ သူရဲ့မြင်ကပြည်သူတွေငြင်းချမ်းစွာဆန္ဒပြနေတာကိုစစ်တပ်ကရရဆက်ဆက်ပြုပွင့်ခဲ့တဲ့အတွက်သူကတော့လုံးဝသဘောမချခဲ့ပါဘူးဗီနီဇွဲလားနိုင်ငံကပြည်သူတွေအတွက်တရားမျှတရရှိရေးနဲ့စီမင်းစည်းကမ်းဥပဒေတွေကိုပြောင်းလဲရမယ်ဆိုပြီးတော့1992ခုနှစ်မှာသမ္မတပါရစီကနေအာဏာသိမ်းဖို့ကြိုးပမ်းခဲ့ပါတယ်။ဒါမဲ့သူရဲ့အာဏာသိမ်းမှုဟာမအောင်မြင်ခဲ့ပါဘူး။အကြောင်းရင်းကတော့သူ့ဘက်မှာရှိနေတဲ့စစ်သားတွေကလည်းငယ်ငယ်ရာရှိနေပြီး ပြည်သူအများပြားလည်းမပါဝင်ခဲ့ပါဘူး။ဒါ့အပြင်စစ်တပ်အင်အားလည်းမပါဝင်ခဲ့တဲ့အတွက်သူ့ရဲ့အာဏာသိမ်းမှုကမအောင်မြင်ခဲ့ပါဘူး။သူ့ရဲ့ရည်ရွယ်ချက်ကတော့တမဒဖော်ရက်ကိုဖျောက်ချပြီးအာဏာသိမ်းယူဖို့ပါ။တမဲတမဒဖော်ရက်ကိုအစိုးရရဲ့အစိမ်းမြစ်စစ်တပ်ကလေးကကာကွယ်ပေးထားတဲ့အတွက်သူကတမဒကိုမဖမ်းဆီးနိုင်ခဲ့ပါဘူး။ဒူဂိုတိုင်ကဒူဂိုတိုင်ကစီအူစီချုပ်ဖို့တဲ့အတွက်စစ်တပ်ကသူ့ကိုပြန်လဲဖမ်းဆီးပြီးထောင်ထဲပို့ပစ်ခဲ့တာပါ။သူထောင်ချနေတဲ့ချိန်မှာတောင်သူရဲ့ကြွကြော်တန်ဖြစ်တဲ့ ဒီတစ်ချိန်မှာမအောင်မြင်ခဲ့ပေမဲ့နောက်တစ်ချိန်အောင်မြင်ရမယ်ဆိုရင်ကြွေကြော်တန်ကတမိုင်းဝင်ကြွေကြော်တန်တစ်ခုဖြစ်လာခဲ့ပါတယ်ဗီဒူရီတာအပြစ်ချခံပေးတာလေလူသူဖြစ်မြင်လာခဲ့ပြီးသူ့ရဲ့သဘောထားတွေကိုလည်းနားလည်လာခဲ့ပါတယ်ဒီကိုယ်တိုင်ထောင်ချနေတဲ့အချိန်မှာနားလည်လာတာသူကတော့စင်းနီးနဲ့အာနာသိန်းချင်းကတကယ်တကယ်ဗီဒူထောက်ခံမှုကိုမရရှိနိုင်တာပါပဲနိုင်ငံကိုတကယ်ပြောင်းလဲခြင်းနဲ့ဆိုရင်ဒီမိုကရေစီနည်းလမ်းနဲ့တွားဖို့လိုအပ်တယ်ဆိုတာသူသိလာခဲ့ပါတယ် ဒီလိုနဲ့ထောင်ကိုရပုစဲလေးခုနှစ်မှာ Rafe သမဒလက်ထက်မှာသူကပြန်ပြီးလွတ်မြောက်လာခဲ့ပါတယ်။သူပြန်လွတ်လာပြီးတဲ့နောက်ပိုင်းသူရင်ကဖွဲ့စည်းခဲ့တဲ့ NRB နေရာကိုနိုင်ငံရေးပါတီ MVR ပြည်စမသမဒနိုင်ငံရေးလှောက်ရှားမှုပါတီဆိုပြီး MV ပြောင်းလဲခဲ့ပါတယ်။ပြည်သူတွေထောက်ခံမှုရရှိလာအောင်စီရောက်ခဲ့တယ်လို့စင်းရဲတဲ့လူတွေပေါ်အာရုံစိုက်လောက်ဆောင်ခဲ့တဲ့အတွက်ထောင်ကိုရပုစဲရှိခုနှစ်မှာယူကပွဲအနေနဲ့အနားရရှိခဲ့ပါတယ်။အဓိကသူအနားရရှိခဲ့တဲ့အကြောင်းရင်းကတော့သူ့ရဲ့စကားလုံးတွေကြောင့်ပါ။ အတူရောင်ဒီမိုကရေစီကိုဖျက်ပြီးတကယ့်ပြည်သူတွေအတွက်အာဏာသိမ်းတည်ဆောက်ရမယ်ဆိုပြီးကြွေးကြော်ထားခဲ့တာပါသူတမလဖြစ်လာတဲ့အချိန်မှာလည်းနိုင်ငံအသီးကစီးပွားရေးဖြစ်တဲ့ရေနံကိုထိန်းချုပ်ခဲ့ပြီးအခြေခံလူသန်းစားတွေအတွက်ပညာရေးကျန်းမာရေးနေအိမ်စားတဲ့အစီအစဉ်တွေကိုပါရေနံကရတဲ့ငွေကြေးနဲ့ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်သူလက်ထက်မှာခံကောင်းသွားတဲ့ရာသူကရေနံစေးပြန်ပြီးပြည့်တက်လာခဲ့တာပါ ကလေးတွေတော့ပညာသင်ပေးနိုင်ခဲ့တယ်လို့အခမဲ့စေးရောအခမဲ့စေးဝါတွေပြင်နေအိမ်တွေကိုပါဆောက်လုပ်ပေးနိုင်ခဲ့ပါတယ်။ရေနံစေးရအသက်ကြာရှိတဲ့အတွက်ရေနံစေးအကြပ်ပက်မှာတော့ဗီနီဆွဲလာနိုင်ငံရဲ့စီးပွားရေးဟာတော်လေးအထူးခဲ့ပါတယ်။နိုင်ငံရဲ့အထူးစီးပွားရေးဖြစ်တဲ့ရေနံနဲ့တွင်းကောင်တွေပေါ်မှီခိုနေရတဲ့အတွက်ပြည်တွင်းထဲမှာအခြေခံစားတောက်ကောင်ပြက်လက်မှုနဲ့လည်းကြုံတွေ့ခဲ့ရပါတယ်။ ပြည်နယ်စေးကျဆင်းနေတဲ့အချိန်မှာနိုင်ငံကအကျွေးမြောက်များတင်ခဲ့ပြီးနိုင်ငံပေါ်အကျက်တဲတစ်ခုစီဥတည်သွားခဲ့ပါတယ်။2022ခုနှစ်မှာသူကရွေးကောက်ပွဲအနေနဲ့ရရှိခဲ့ပေမဲ့သူရဲ့ချက်မှာရေးချင်တဲ့ကြောင့်ဆက်လက်တာဝန်မထမ်းဆောင်နိုင်တော့ပဲ2023ခုနှစ်မှာကွယ်လွန်သွားခဲ့ပါတယ်။သူလက်ထက်သူလောက်ဆောင်ခဲ့တဲ့ຢာတွေကဆင်းရဲတဲ့လူတွေအတွက်ကောင်းမွန်ခဲ့တဲ့ဆိုပေမဲ့စီးပွားရေးကိုတစ်ဖက်သက်အသုံးပြုခဲ့တဲ့အတွက်ပြဿနာတွေဖြစ်လာခဲ့တယ်လို့လည်း တချို့တွေကဝေဖန်ခဲ့ကြပါတယ်။အချင်းချောက်နေနဲ့ဟူဂိုချာဘက်ဆိုတဲ့လူကအစာပိုင်းမှာဆေးအနာတိမ်ဖို့ကြိုးစားခဲ့ပေမဲ့နောက်ပိုင်းမှာဂျီရူရဲ့ထောက်ခံမှုနဲ့ရွေးကောက်ပွဲအနေနဲ့အနာရရှိခဲ့တဲ့လူပဲ။ဒါပေမဲ့သူ့ကိုတော့ဒီမိုကရေစီဆန်ဆန်အနာရှင်ရောက်ရောက်အောက်ချက်ခဲ့တဲ့လူဆိုပြီးဝေဖန်မှုတွေလည်းရှိပါတယ်။အကြောင်းရင်းကတော့သူ့ရဲ့ဂျီရူတွေတော့ဆင်းရဲတဲ့ဂျီရူတွေတော့ကောင်းတာတွေလောက်ဆောင်ပေးနိုင်ခဲ့တဲ့ဆိုပေမဲ့မီဒီယာတွေကိုဖိနှိပ်တာ ။နောက်ပြီးတရားရေးနဲ့တရားဥပဒေစိုးမိုးရေးမှာသူ့ရဲ့လူတွေကိုပဲအလောက်ပေးအပ်ခဲ့တာတွေ။နောက်ပြီးတခြားပါတီတွေနဲ့သူ့ရဲ့ဆက်ကျင်ဘက်ပါတီတွေကနောက်ွယ်ကနေဖိနှိပ်မှုတွေ လောက်ဆောင်ခဲ့တဲ့တော့ပါ။အဲဒီတက်ဟူကိုခြားဘက်ကဒီမိုကရေစီဆန်ဆန်အလားရှင်ရောက်ရောက်အောက်ချခဲ့တဲ့လူဆိုပြီးဗီနီဇူလာသမိုင်းမှာအတော်လေးနာမည်ကြီးခဲ့တဲ့လူပါ။